မက်ရှက်ထရက်အကောက်ထေးကနေပြီးတော့ဟက်ကာတယောက်ဟက်သွားတဲ့ပိတ်ဆံ2200ကိုမက်ရှက်ထရက်ယူကနေပြီးတော့တာဝန်ယူ ဖြည့်ရှင်းပြီးပြန်ထေးပေးတယ်ဆိုတာကိုအခုဗီဒီယိုမှာပြောပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာချစ်စင်ကဒီလိုပါဧပြီလထက်မှာကျွန်တော်တငယ်ချင်းရဲ့မက်ရှက်ထရက်အကောက်ကနေပြီးတော့ပိတ်ဆံ2200ကို အမြင်မသိဟက်ကာတယောက်ကခိုးယူဟက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အဲ့ဒီကိစ္စကိုကျွန်တော်ရဲ့ MMH Argan Facebook page ထဲမှာဗီဒီယိုလုပ်ပြီးကျွန်တော်တင်ခဲ့တာကိုခင်ဗျားတို့တွေးမှဖြစ်တယ်အဲ့ဒါဆိုရင်အဲ့ဒီဗီဒီယိုကို Message Trade Yun တာဝန်ရှိသူတကတွေးတော့ပြီးတော့ကျွန်တော်ကလာပြီးဆက်တွေ့ပါတယ်ဒီဖြစ်စဉ်ကဘလို့ဖြစ်သွားတာလဲမင်းတို့ Message Trade Yun ကိုမတော်ဘူးလို့ဆိုပြီးတော့ Message Trade တာဝန်ရှိသူကြောင်းနေပြီးတော့ကျွန်တော်စီကိုဆက်တွေ့လာပါတယ် Message Trade Yun ကတာဝန်ရှိသူက aku Itu video ah yang 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 you tunjuk ni kan, you punya yang terhilang duit. Saya ingat yang ni kan, duit. memang dia pergi tekan punya ni lah. Tapi itulah saya pun cakap dengan banyak leader ah, jangan on itu online purchase อ่า ah, kalau you on ah, kalau you off kalau you pergi tekan memang tak boleh tolak you มีด้วยอ่า ah, kadang kala dia orang mau pakai itu online baru dia on sekejap beli barang lepas tu dia off balik อ่า ah, macam tu safe sikit lah kalau dia on sentiasa on ah kadang-kadang jadi ini macamnya masalah lah problem sikit lah now tane mane ma cuno ne cuno tengin jin ga nei bi ro mesh trade yu ngo toa ba de mesh trade yu ga tawan shi tu rue go cuno ro akau ha ahe khan ya de ပိုက်ဆံတွေက2200ဆုံးချုံသွားတယ်ဆိုတော့ကြောက်တော့ကျွန်တော်တို့ကအသေးစိတ်ရှဲလေးတွေနဲ့ရှင်းပြပါတယ်ယွန်းတာဝန်ရှိသူတွေကကျွန်တော်တို့အောက်ကိုစစ်ဆေးပြီးတော့ဒီကိစ္စကိုကျွန်တော်တို့ယွန်းကတာဝန်ယူဖြေရှင်းပေးမှာပါကျွန်တော်တို့ကအရှင်းနေနေပေးရမယ်ဆိုပြီးတော့ကျွန်တော်တို့ကိုပြောပါတယ်ဒီလိုနဲ့ ငါလာပဲ20နှစ်နဲ့ရောက်တဲ့နေ့မှာပဲကျွန်တော်တို့အကောက်စီကဆုံရှုံသွားတဲ့ပိုက်ဆံတွေအကုန်လုံးကို Mesh Trade Union ကနေပြီးတော့အကျဲမကျန်ပြန်လေဖြည့်တင်ပေးပါရခင်ဗျာဒါကြောင့်ဒီနေ့ဗီဒီယိုမှာ Mesh Trade ကအသုံးပြုနေတဲ့သူတွေ Mesh Trade ကဟာတာဝန်ယူမှုတာဝန်ခံမှုအားနေတယ်လုံခြုံမှုမရှိဘူးပိုက်ဆံဆုံရှုံသွားမှ ကြောက်တယ်ဆိုပြီးစိုးရိမ်ပူပန်နေတဲ့သူတွေတဲ့စိုးရိမ်ပူပန်မှုတွေမဖြစ်အောင်အခုဗီဒီယိုကိုကျွန်တော်တို့ရဲ့အတွေ့အကြုံနဲ့နေပြီးတော့ရှင်းပြသွားတာပဲဖြစ်ပါရခင်ဗျာ ်ဒီဗီဒီယိုဟာဆိုရင် message thread ယူကနေပြီးကျွန်တော်ကို sponsor ပေးတာဒါလည်းမဟုတ်ဘူးကျွန်တော်တို့ရဲ့ဖြစ်စဉ်မှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေအတွေ့အကြုံတွေကိုရှင်းပြတာပဲဖြစ်ပါတယ်ကိုကိုက်ထဲမှာပိုက်ဆံတွေကိုအစုံတယောက်ကခုယူသွားပြီးဆိုတဲ့ share တွေကိုတွေ့ပြီးဆိုရင် message thread ယူကိုနေပြီးတော့ပေါ်ပြီးတော့အချိုးအကျောက်လေးကိုပြိုပြရမှာဖြစ်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ရှင်ပါသေးတယ် Bye bye.